အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှတော့ကိုကိုင်တဲ့ဖုန်းအကြောင်းကိုအသေးစိတ်ကြည့်လို့ရမယ်ညီလေးတို့ခုမြောက်ပေးပါတယ်ဖြစ်ပါတယ်အဲ့တော့ကိုကိုင်တဲ့ဖုန်းကကျွန်တော်တို့သုံးထားတယ်ဘတီအမီရတယ်ဘလောက်သုံးထားတယ်အဲ့တော့ကျွန်တော်တို့အာ GSM သုံးလို့ရလား CDMA သုံးလို့ရလားဆိုတော့ကိုဖုန်းရဲ့အကြောင်းတတိအားလုံးပြည့်ပြည့်စုံစုံ ကြည့်လို့ရတဲ့ညင်းတစ်ခုမြောက်ပေးမှဖြစ်ပါတယ်။အဲဒါနဲ့ကြည့်တာတော့ကျွန်တော်တို့ရေအရင်ကဆိုလို့ရှိရင် CPU software တွေအဲတော့ဥပဒေ APK info တွေ server တော့ phone info တွေ server software တွေအများကြီးနဲ့ကြည့်လို့ရတယ်။အော်ဒီဒီမှာတော့ဘယ် software မှမလိုဘဲနဲ့ကြည့်လို့ရတဲ့ညင်းတစ်ခုမေးစုံမြောက်မြောက်ပေးမှဖြစ်ပါတယ်ဗျ။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အာကျွန်တော်တို့ရဲ့ဟိုဒီ Chrome သွားမယ်နော်။ကျွန်တော် Chrome သွားမယ်။ခုန်တော့ပြီးတော့ message ပါ phone ကိုင်နဲ့ကိုကိုင်နဲ့ phone model လေးရိုက်လိုက်မယ်နော်။အဲကိုကိုင်နဲ့ phone model လေးရိုက်လိုက်မယ်။အဲဥပမာဆိုကြပါဆိုကျွန်တော်ကတော့ Redmi Note 12ပေါ့နော်။ okay ဒါကျွန်တော်တို့ဥပမာနေနဲ့ Redmi Note 12 Pro ကိုကျွန်တော်ရိုက်ရှာလိုက်မယ်အဲမက်ဆီမာတဲ့ကိုကိုင်တဲ့ဖုန်းမော်တယ် Vivo Oppo Huawei Samsung Mi စပြီးဘာဘုမကကိုင်ဖုန်းမော်တယ်လေးကိုရိုက်လိုက်မယ်အဲ့လိုရိုက်လိုက်ပြီးဆိုတော့ねဒီမှာဒီမှာတော့ GSM Arena ဆိုတာလေးရှိတယ်အဲဒီမှာတော့ GSM Arena ဆိုပြီးအဲ့ဆက်လေး GSM Arena မှာအဲ့တော့ဖုန်းပေါင်း3600 brand အားလုံးအစုံရဲ့ဒီဒီဒီအားလုံးရှိပါတယ်အဲ့ကောင်လေးကိုတစ်ချက်လောက်ဝင်လိုက်မယ် โอเคအကောင့်အကောင့်လေးချက်လောက်ဝင်ပြီလို့ရှိရင်ဒီမှာပါအဲဒီမှာကြည့်ကြည့်လိုက်ပါကျွန်တော်ပရမောင်းစပရမောင်းစမြန်မာတော့အဲကျွန်တော်တို့ရဲ့ကင်မရာ PC တွေမှာတော့ဒီမှာဒီမှာသူ့ရဲ့ run နေအဲသူ့ရဲ့ battery အင်္ဂါတော့ MA ဆက်ပြီးကျွန်တော်တို့ရဲ့ဒါသူသူ့ရဲ့ဒီမှာဆိုရင်ဒါ69ဝက် sporting ပေါ့နော်โอเคအဲ့လိုမျိုးလေးတွေပါတယ်โอเคအဲ့လိုမျိုးလေးဒါဆိုရင်သူ့ရဲ့ color အနေနဲ့ကတော့ဒီမှာကျွန်တော်တို့ကြီးကြည့်လို့ရမယ် ဒီမှာသူ့ရဲ့ဒီရှိတဲ့ color လေးရတော့ဒီမှာသူ့ color လေးတွေပြပေးเนาะတစူးစီတယ် okay အားဆိုလို့ရှိရင်အောက်လေးကိုနည်းနည်းလေးဆွဲတင်လိုက်မယ်ပြီးကျွန်တော်နည်းနည်းလေးကြီးသွားအောင်လို့ view လေးနည်းနည်းဆွဲလိုက်မယ်အဲနည်းနည်းလေးဒီလက်နှစ်ချောင်းနဲ့ပေါ့เนาะဒါလေး view လေးဖြဲဖြဲကြည့်လိုက်မယ် okay view လေးဖြဲကြည့်လိုက်မယ် okay view လေးဖြည့်ကြည့်လိုက်မယ်ဒါဆိုရင်ဒီညလေးရောက်လာပြီအဲရောက်လိုက်ပြီဆိုရင်နည်းနည်းလေးကြည့်လိုက်မယ်နော်နည်းနည်းကြည့်လိုက်မယ်ဆိုတော့ပထမဆုံးစမ်းမိရမှာတော့ဒီမှာရှိတဲ့ network ပဲဖြစ်ပါတယ်အဲ network ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဆိုရင် df df send နေ df send နေ cdm လေးရတယ်ဒီမှာဒီအကုန်ရတယ်ပေါ့နော်အခုကျွန်တော်တို့ရင်တော့ဆိုလို့ရှိရင် cdm ဖုန်းတက်တက်ရှာဝဲရတယ်အခုတော့လောရှာဝဲကြမလို့ပါဘူးအခုနောက်ပိုင်းမော်ရမီ brand နေမှာ cdm မှာထည့်အသုံးပြုလို့ရအောင်တို့တို့ထည့်သွင်းပေးထားပါတယ်အဲ cdm လေးအကုန်ရတယ်ပေါ့နော် okay ဒီမှာအဲကျွန်တော်တွေမှာ lens တို့ body dimension တို့မှာ body dimension ကျွန်တော်တွေပြီးတော့ကျွန်တော်စင်သူ့ရဲ့လေးချင်းစသည်အကုန်လုံးတော့မှာ display တစုတစီတဲ့ကိုကျွန်တော်တို့ဒီမှာအကုန်လုံးဒီမှာလာပြီးကြည့်လို့ရပါတယ်အားကြောင့်စင်အစင်းနေနေရတော့ကျွန်တော်ကြီး nano စင်အဲစဖြစ်ပေါ့နော်အားသူကျွန်တော်တို့တွေအကုန်လုံးကြည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ဒီမှာ display ကိုလည်း emulate သုံးပေးထားတယ်ဒီမှာနော် one one bit color ပေါ့နော်ဒါ သူရအကုန်အပြည့်စုံပါတယ်နော် ATF template အကုန်လုံးပါတယ်ပြီးလို့ရှိရင် site အနေနဲ့လည်းဒီမှာပါတယ်ပြီးလို့ရှိရင်တော့ platform web ကတော့ Android 12 Android 12နဲ့30နဲ့ MIUI 30ပေါ့နော်ဒါမျိုးလေးလာတယ်ဒါသူရချစ်ဆက်နေကတော့ဒါအရေးကြီးတယ်နော်ဒါချစ်ဆက်ဒါချစ်ဆက်ဆိုတော့ကျွန်တော်ဘာ CPU တုံးနေပေါ့အဲကျွန်တော်တို့ဒါဆိုလို့ရှိရင်သူကအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာတိလိုက်ပြီ media tech ပေါ့နော် media tech ဆိုရင်ကျွန်တော်တို့ service ခေါ်ရဆိုရင် MTK နဲ့ကွာ connection တဲ့မှာ MTK ပေါ့နော် okay the time is 1080เนาะ 6mm ကိုသုံးပေးထားတယ် CPU အာမနော် out go 2.2ပြီးတော့ GPU ပေါ့နော်ကျွန်တော်တို့ game ဆော့တဲ့ phone လေးဆိုရင်ဒီလိုမျိုး GPU လေးအာဒီလို GPU လေးပါမှာပဲ game ဆော့လို့ကောင်းတာပေါ့နော် okay ဒီမှာ GPU ဒီမှာလဲ cache log က no ပေါ့နော်ဒါဆိုရင်ဒီဖုန်းက memory card size လို့မရဘူး memory card size ဆံမလိုအောင်လဲဖုန်းဖုန်းရဲ့ run ကိုအများကြီးထိုက်ပေးထားတာနော် okay ဒါဆိုရင်သူ့ရဲ့ဖုန်း memory ဘာလဲ block ပါမယ်ကြည့်ကြည့်ရအောင်သူ့ဖုန်း memory က128လဲလာတယ်ကျွန်တော် 6GB နဲ့ဒီမှာ128လဲအဲ့မော run 8နဲ့ကျွန်တော်တို့256လဲလာတယ် run 8နဲ့256လဲလာတယ်ဆိုတော့အတော့ကျွန်တော်တို့ run run 12နဲ့ကျွန်တော်တို့256လဲလာတယ်ဒါဆိုရင်လုံးဝကို size ဆံမလိုတော့အောင်တော်တော်ပြည့်စုံနေပြီနော် โอเคအဲဆိုလို့ရှိရင်ဒီမှာ main camera အနေနဲ့တုံထားတဲ့ဟော 50MB ဒီမှာအရှင်းဆုံး MB တွေ 8MB စာပေသူ sporting ပေးတဲ့ network camera လေးတွေလည်းပါပါသေးတယ်အဲ camera camera လေး၄လုံးပါပါ၅လုံးပါ၃လုံးပါပါအားလုံး camera တစ်ခုတည်းရတဲ့အလုံးလုံးပါတယ်အဲ့တော့သဘောတော့ဒီ bear camera တွေက sporting ပေးရပါတော့ဘို့လို့ quality ကောင်းအောင်လို့โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာဘာလေးကြံမယ်ဆိုတော့ဒီမှာ single future video camera တွေကတော့1080အနေနဲ့ 80R အကြီးနဲ့ထွက်ပေးမယ် loud loud speaker 3.5mm ဂျက်ပေါက်နေနဲ့ကျွန်တော်ဂျက်ပေါက်နဲ့ထိုးရမယ်ပေါ့နော်အဲ့တော့24 bit audio wlan wine wlan wifi မှာသူရဲ့ wifi နေပြီးတော့ bluetooth 5.2တုံးပေးထားတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာ usb 2.0 otg ရတယ်ကျွန်တော်ရေဒီယိုတော့ဒီမှာ노ပြထားတယ်နော်ဖုန်းတော်များများရေဒီယိုမရတာများပါတယ်โอเค type ဒီမှာသူရဲ့ပတိပုံနော် live ပုံ9000 mAh ကိုတုံးပေးထားတယ်အာပြီးတော့ကြာတော့ color နေနဲ့ကတော့ဒီမှာတစုတက်ကြည့်လိုက်မယ်နော် color color နေက blue sky blue အဲဒီမှာနော်သူ purple โอเคမှာ black မနက်ဘလတ်တွေမနော်ဒါသူ့ကာလာတွေထုတ်ပေးတဲ့အကြောင်းတွေအားလုံးဒီမှာပါတယ်နော်တစုတစည်းတဲ့အဲသူ့ရဲ့မော်ဒယ်ကုတ်နံပါတ်လေးရတော့ဒီလိုကုတ်နံပါတ်လေးနဲ့လာမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်ဆုံဆုံလင်းလင်းကိုပဲဖုန်းနဲ့ပတ်သက်ပြီးတော့နော်အကြောင်းလေးသူစထုတ်တော့ကသူဈေးနှုန်းတော့ပါတယ်နော်စထုတ်တော့ကြတော့ဒီထောက်ဒီပေါ်တော့ဒေါ်လာ1400ပေါ့နော်ဒေါ်လာ1400အဲ1940 1949 1699ပေါ့နော်စသဖြင့်သူ ဒီအိုက်တမ်စောက်ထုံတော့ကကျွန်တော်သူ့ရဲ့ဈေးနှုန်းပေါ့နော်โอเค now speaker code battery new edit use code okay အဲဆိုလို့ရှိရင်ဒီဟာလေးရတော်တော်လေးကိုဆုံဆုံလေးလေးပါတယ်ပေါ့နော်ဒီဟာမျိုးလေးပဲကျွန်တော်တို့ဘာဆော့ဝဲမှမလုပ်ဘူးကျွန်တော်အရင်တော့ဆိုရင်သိချင် CPU Z software တွေပါတယ်ထောင်းလို့ဆက်ပြီးတော့ဝင်ကြည့်ရတယ်အခုဆိုရင်ဘာမှကျွန်တော်တို့တွေကြည့်စာမလုပ်ဘူးကိုကတကယ်လို့ဟိုတစ်ခုနဲ့ဒီမှာဖို့တော့ကိုက ဘယ်ဖုန်းเจ้าသိချင်တယ်လဲသိချင်တဲ့ဖုန်းเจ้าတွေရှိရင်လည်းဒီမှာပေါ့နော်ဒီမှာဝင်ကြည့်လို့ရအဲ့ထက်မှဝင်နိုင်ပြီဝင်ရိုက်ပြီးတော့တခြား model တွေကိုဖုန်းနဲ့သိချင်တဲ့ model တွေရှိရင်လည်းဒီမှာတစုတည်းဝင်ကြည့်လို့ရတယ်ဘလော့ဘလော့ MI ဟာဘလော့ကင်မရာပစ္စည်းတွေတုံးထားတယ်အဲ့ဒါကိုဘယ်ဘယ်ချစ်ဆက်တွေဘယ် CPU တွေတုံးထားတယ်ပြီးရင်ကျွန်တော်တို့တွေအော် since ဟာကတ်စလော့တွေပမ္ပါ run block လဲစပိအခါလာလေးအားလုံးတစုတည်းကိုကျွန်တော်တွေကြည့်လို့ရပါတယ်ဗျာเนาะတော်တော်လေးကိုတော်တော်လေးကိုစုံစုံလေးနေရှိလာပါတယ် โอเคဘောနော်ဒါဟိုပုံလေးကိုထောက်လိုက်မယ်ဆိုရင်သူထုတ်တဲ့ကာလာလေးကိုလည်းဒီမှာလာတွေ့ရမှာဖြစ်ပါတယ်ကာလာလေးရဲ့ဒီဇိုင်းလေးတွေဒီမှာပေါ့နော်သူတို့ဆင်းဒီပုံစံလေးတွေဘလိုလေးတွေလာမယ်ဆိုအနေထားလေးတွေဒီမှာပုံလေးကိုထောက်ကြည့်လိုက်တာနဲ့ဒီမှာကြည့်သူဒီဇိုင်းကာလာအစုံပိုင်းညာတာကသူအကုန်လုံးကိုဒီကြော်ညာပေးရတဲ့ပုံနော်ဒီဖုန်း brand တွေအားလုံးအဲ့ဒီတိုင်းအဲ့ဒီတိုင်းမှာပဲမှာပေါ့နော်ကျွန်တော်တို့ပုံလေးထောက်ကြည့်လိုက်တာနဲ့โอเค โอเคအဲ့ဆိုရင်မင်းစောလုံးမဲ့ဆင်ပြေမဲ့ထင်ပါတယ်ဗျကျွန်တော်နောက်နောက်ပြီးတော့မှလည်းအခုလိုမျိုးအကျူးရှိမဲ့ကျွန်တော်တွေအမိအနေနဲ့ပြန်လာပါအောင်မယ်ဗျ Lion Square နေပြီးအားပေးကြပါအောင်တောက်ဆုံးပါတယ်ဗျကောင်းဆုံးနေ့လေးပတ်စံကြပါစေဗျအားလုံးပဲဘိုင်ဘိုင်